အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ် ကောင်းမွန်သောနေလေးတနေ့ဖြစ်ပါစို့ဒီနေရာမှာကျွန်တော်ပြန်လည်ပြီးတော့ကြိုလိုက်ပါအဲ့တော့ကျွန်တော်တို့ကအာစနယ်အပြောင်းရွှေ့ကြောင်းလေးလည်းနည်းနည်းလေးမပြောတာလည်းကြာပြီဆိုအာစနယ်အပြောင်းရွှေ့တာနှစ်ရက်နှစ်ရက်လောက်ရှိပြီဆိုပြောအဲ့တော့ပြဿနာကြည့်မယ်ဆိုရင်တော့ဒါကျွန်တော်တို့အာစနယ်အပြောင်းရွှေ့ကလက်ရှိမှာလှုပ်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 လို့ဖြစ်နေတယ်ဒါပေမဲ့စိတ်ဝင်စားစရာကောင်းနေဒါကျွန်တော်တို့အချင်းဒီဒီကိုလည်းအာစနယ်တင်းကလက်ရှိမှာပိုင်ဆိုင်နေတယ်ဗျအဲ့တော့အာစနယ်တင်းနေအခုလက်ရှိမှာဒါဇူမီမန်ဒီအပြောင်းရွှေ့ကြောင်းလည်းပြောသွားမယ်လက်ရှိမှာဒါကျွန်တော်တို့ဖြစ်လာနိုင်တဲ့ဆက်စကိုအပြောင်းရွှေ့ကြောင်းလည်းပြောသွားမယ်လက်ရှိမှာစိတ်ဝင်စားဖို့ပို့ပြီးတော့ကောင်းနေတဲ့ လက်ရှိဒါမထင်မှတ်ပင်အာဆွန်သင်္ကတာတရဝင်းဆက်သွယ်မှုတွေကိုပြုလုပ်ထားခဲ့တဲ့ဒါ Manchester United အလာဟာဒိုဂါနာချိုအကြောင်းလည်းပြောသွားမယ်အဲ့တော့အလာဟာဒိုဂါနာချိုနဲ့ဒါ Manchester United နဲ့ဒါ Arsenal အကြောင်းအရင်ဆုံးပြောအောင် ဲ့လက်ရှိမှာဒါကျွန်တော်တို့ Arsenal အသင်းကဒီနှစ်လွေရာဒီမှာ left winger ကောင်းကောင်းဒါ market ထဲမှာတောက်လျှောက်လိုက်ရှာအဓိကတော့ winger ပေါ့နော်ဒါကျွန်တော်တို့ left wing က right wing ကိုနှစ်နေရာလုံးဆော့လို့ရမယ်ဒါနေရာအတွက် Arsenal အသင်းအလိုရှိနေတယ်ဆိုတာအကုန်လုံးသိပြီးသားဖြစ်နေမယ် Arsenal အသင်းနဲ့ဒီအကက်ပြောင်းရှိတာအဓိက push လုပ်နေတာမဟုတ်ပေမဲ့ကြားထဲမှာဒါပေမဲ့မထင်မှတ်ပဲနဲ့အခုလက်ရှိမှာတော်တော်လေးကိုတရေနေရာစတင်ပြီးဟောလာခဲ့တယ် Fabrizio Romano ရဲ့လက်ရှိဒါ YouTube မှာပြောခဲ့တဲ့အဆိုရဆိုရင်တော့ Alejandro Garnacho ရဲ့ဒါကျွန်တော်တို့အခု Robert Garnacho ကို Arsenal အသင်းကလည်းချိတ်ဆက်မှုတွေကိုစတင်ပြီးပြုလုပ်ထားတယ်ဆိုတဲ့တဲ့ င်းတွေထွက်ပေါ်လာခဲ့တာကိုတွေ့ရမှာအဲ့တော့ဒီနေရာမှာအာဆနိုပရိသတ်တွေကအာလာဟန်ဒိုကာနာချိုကိုကြိုက်တဲ့လူတွေရှိလို့မကြိုက်တဲ့လူတွေလည်းရှိအဲဒါမှမဟုတ်တချို့ကြလည်းအာလာဟန်ဒိုကာနာချိုအနေနဲ့တကယ်တမ်းသာဈေးတသက်တာနေရမယ်ဆိုရင်တော့မာတီနယ်လီနောက်မှာဒါကျွန်တော်တို့ပရက်ရှာပေးနိုင်မဲ့ခြေထိပ်တယောက်အနေနဲ့အကုန်လုံးကမြင်နေဆိုတော့မှားစရာတော့မလိုဘူးအဲ့တော့မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့အာလာဟန်ဒိုကာနာချိုရဲ့အပြောင်းရွှေ့ကိုတီးကြရတယ်မဲ့ပေါင်တန်း40နဲ့ပေါင်တန်း90ကြာဈေးတက်မှတ်ထားတယ်မန်ချက်စတာယူနိုက်တက်အသင်းနဲ့ဒီကစားသမားကိုအခုလက်ရှိမှာအသင်းကတရားဝင်ထွက်ခွာခွင့်ပြုထားခဲ့ပြီးတော့ဖာဗီဂျိုရိုမာနိုကိုယ်တိုင်လွန်ခဲ့တဲ့3ရက်ကဒီကစားသ မှနေဒါကျွန်တော်တို့ Manchester United ကြားတွေကဆက်လန်းကတရားဝင်ပြီးဆုံးသွားပြီဆိုတဲ့အကြောင်းရေးသားထားခဲ့တယ်။ကစားသမားကဒါကြောင့် Manchester United ကတရားဝင်ထွက်ခွာတော့မှာဖြစ်လို့ Manchester United ဘက်ကလည်းကစားသမားကိုတရားဝင်အယောင်စေးတင်လိုက်ပြီဖြစ်တယ်။အဲ့တော့ပထမဒါကျွန်တော်တို့မနစ်ကဆောင်းရသည်ကလေးကဒီကစားသမားထွက်ဖို့အတွက်ရှိခဲ့ပေမဲ့ကစားသမားနဲ့ဒါအသင်းပေါ်များပြောင်းလဲမှုသူ့သူ့ကိုယ်သူပြောင်းလဲမှုရှိမလားဆိုပြီးသူနေခဲ့ပေမဲ့ဒါ Ruben ဒီပြဖြစ်တဲ့ Ruben Amorim နဲ့ညှိခဲ့ပြီးတဲ့နောက်ပိုင်းမှာကစားသမားကလက်ရှိမှာအသင်းကထွက်ဖို့အတွက်တေချာလောက်နီးနီးဖြစ်သွားပြီလို့ဆိုလို့ရမယ်တဲ့မှာပါပါတယ်။အဲ့တော့လက်ရှိ ိတာကျွန်တော်တို့ Arsenal အသင်းအနေနဲ့ဒါကျွန်တော်တို့ Manchester United တောင်ပံကစားသမားဖြစ်တဲ့ Allah Hadu Ghana ချုပ်ကိုခေါ်ယူဖို့အတွက်တရားဝင်ချိတ်ဆက်မှုတွေကိုတော့သူ့ရဲ့အကူနဲ့ပတ်သက်ပြီးပြုလုပ်ထားတယ်။ဒါပေမဲ့လက်ရှိမှာတော်တော်လေးအနေနဲ့ဒါဟို choices တွေကတခုဖြစ်ပြီးဒါကျွန်တော်တို့အနေနဲ့စိတ်ဝင်စားတဲ့ဒါ ကစားသမားတွေတယောက်ဖြစ်တယ်လို့သာပြောလို့ရတယ်။လက်ရှိမှာဒါအာဆုံသင့်နဲ့ဒါတောင်မန်ကစားသမားတွေကိုအင်တိုက်အားတိုက်တာကျွန်တော် ခေါ်ယူဖို့လုပ်နေတာလည်းဆိုင်တယ်။သူတို့အနေနဲ့ test in the water ပေါ့နော်။ဒါကျွန်တော်တို့ရေကို aim a sand လို့ပဲဒါကျွန်တော်ဒီကစားသမားတွေကဘယ်စည်းရှိလဲ comment ဆိုရင် OG လောက်လားဆိုရတာစုံစမ်းစစ်ဆေးမှုတွေကိုပြုလုပ်နေတယ်။စစ်ဆေးမှုတော့မဟုတ်စုံစမ်းမှုတွေကိုပြုလုပ်နေတယ်လို့ဆိုလို့ရမယ်ဒီမှာပါတယ်။အဲ့တော့အလာဟာနိုကာနာချိုကရော Manchester United သင်္ကာရာကျွန်တော်လက်ရှိတိတိလောက်ကတော့ဘယ်အသင်းမဆိုသူတို့ရောင်းသွားမယ်။ tight သင့်နဲ့ဈေးရမယ်ဆိုရင်ပေါ့နော်။လက်ရှိမှာအလာဟာနိုကာနာချိုအသင်းကလည်း Premier League မှာပဲ Sunday ဂျင်ပြီးသူ့အနေနဲ့ဒါကြောင့်ဥရော ပရဲ့အမြင့်ဆုံးမြင်ရမှာပဲစော့ကျင်တဲ့တည်းမှာပါအဲ့တော့အလာဟန်ဒိုကာနာချိုဂူတာကေမန်ချက်စတာယူနိုက်တက်အသင်းကခေါ်ခဲ့မယ်ဆိုရင်တော့မှတကယ်တည်းပြန်စဉ်းစားကြည့်မယ်ဆိုရင်ဒါ Chelsea အသင်းနဲ့နင်းလားငါလားဆိုတဲ့ movement တွေကိုရင်ဆိုင်ရမယ်ဆိုတာမှတ်မိမယ်အခုလက်ရှိမှာ Chelsea အသင်းကတိချပြန်စဉ်းစားကြည့်မယ်ဆိုရင်တော့ Jimmy Giddens ကိုခေါ်ဖို့တော်တော်လေးကိုအခြေအနေကောင်းနေတော့တွေ့ရမယ် Jimmy Giddens နဲ့တဲ့ပုံကိုရေးရသဘောတူညီမှု9နှစ်ရခဲ့ပြီးတဲ့အပြင်ကိုသူတို့အနေနဲ့ဒါကစားသမားကိုလည်းပထမဆုံးအချိန်ကန့်လန့်မှုပြုလုပ်ခဲ့ဒါပေမဲ့လက်ရှိမှာ Chelsea အသင်းက Jimmy Giddens အဆင်မပြေခဲ့ဘူးဆိုရင်တော့ Alejandro Garnacho ကိုလက်ရှိမှာခေါ်ယူဖို့တော်စိတ်ဝင်စားနေအဲ့တော့ အာစရိုသင်းနဲ့အလာဟာဒူကာနာချိုကိုလက်ရှိမှာနီးပြအာဒီတာနဲ့သူခေါ်ခဲ့မှုတဲ့ကစားသမားတွေကတယောက်လိုပဲသူ့အနေနဲ့ဒီကစားသမားကို ပြုပြင်ပြောင်းလဲပေးနိုင်မယ်လို့အပြည့်အဝယုံကြည်ရတယ်မှာပါတယ်။ဒါပေမဲ့လက်ရှိမှာအာစရိုသင်းကတော့ဒါကျွန်တော်သူ့ရဲ့ agent ကိုချိတ်ဆက်မှုအခြေအနေဒါပြုလုပ်ထားခဲ့ပြီးတော့ခေါ်ယူမှုအနေထားကနည်းနည်းလေး far fetch ဖြစ်တယ်ဆိုတာကိုတော့ပြောရမယ်တယ်မှာပါ။အဲ့တော့လက်ရှိမှာအလာဟာဒူကာနာချိုအနေနဲ့ Manchester United အသင်းနဲ့စာချုပ်အခြေအနေကလည်းမ okay သေးတာအပြင်ကိုကစားသမားကိုအသင်းဘက်ကလည်းအယောင်စီးတင်ထားတဲ့အကြောင်းမို့တာဈေးတသက်တသာနဲ့ရသွားနိုင်တယ်ဆိုတဲ့သတင်းကတော့တရားဝင်အမှန်ဖြစ်တယ်လို့ပြောလို့ရမယ် ိတ်ထဲမှာပါပါတယ်အဲ့တော့ဒီနေ့မှဒါကျွန်တော်အာစနယ်သင်းနေတာတိုက်စစ်တောက်တောက်မှတိုက်စစ်နေရမှာရှာရနေရမှာမထိမ့်မဲ့ပဲနေအခုလက်ရှိမှာဒါ ဝက်ဆမ်မသိရဲ့တောင်မန်ကစားသမားကိုလည်းပြတ်မှတ်ထားလာဆိုတဲ့တင်ထွက်လာခဲ့တယ်။ဒီကစားသမားတော့အကုန်လုံးသိပြီးကြဖြစ်လိမ့်မယ်။လက်ရှိမှာဒါကျွန်တော်တို့ IAS ကစားသမားဟောင်းဖြစ်ခဲ့တဲ့ဝက်ဆမ်မြန်အခုလက်ရှိမှာခြေစွမ်းပြတ်နေတဲ့မိုဟာမက်ကူဒက်စ်ဖြစ်တယ်။ကူဒက်စ်ကတော့လက်ရှိမှာဒါကျွန်တော်တို့ Arsenal အသင်းကတော်တော်လေးကိုစိတ်ဝင်စားနေတယ်။ဒါပေမဲ့ဝက်ဆမ်မသိက Arsenal အသင်းကိုဒါလွယ်လွယ်ကူကူနဲ့မရောချသေးဘူး။ကူဒက်စ်အနေနဲ့လက်ရှိမှာ Graham Potter ရဲ့လက်အောက်မှာပုံမူပြီးတော့တောက်ပလာမယ့်ကစားသမားတစ်ယောက်နဲ့ဝက်ဆမ်ကသတ်မှတ်ထားပြီးတော့ဒါပေမဲ့ကူဒက်စ်ကလက်ရှိမှာ Champion League ဆော့ကျင်တဲ့ပြည်လက်ရှိဒါသူ့အနေနဲ့ဝက်ဆမ်မသိသွားနေတဲ့ direction ကိုလုံးဝ ှမကြိုက်တဲ့တော့ကြောင့်မအသင်းကနေထွက်ဖို့အတွက်တရားဝင်တောင်းဆိုထားတဲ့ကစားသမားတွေကတယောက်လိုလဲတိရတယ်တမှာပါတယ်ဘာလို့မိုဟာမက်ကူဒက်စ်ကိုလက်ရှိမှာအာဆယ်အသင်းကဒါမှတ်မဲ့ရပါမနစ်ကလေးကတရားဝင်စိတ်ဝင်စားခဲ့တာမှတ်မဲ့မဲ့မိုဟာမက်ကူဒက်စ်ကိုလက်ရှိမှာဝက်ဆမ်ကတောင်းတဲ့ဈေးကတော်တော်လေးကိုမြင်မာတဲ့ကြောင့်အမြဲတမ်းလိုကူဒက်ကိုစိတ်ဝင်စားတဲ့အစ်စ်နဲ့ပဲအာဆယ်အသင်းကရရသွားတော့တွေ့ရမယ်တကယ်လဲပြန်စစ်စမ်းကြည့်မလို့ဒီအပြောင်းအရွှေ့အမြဲတမ်းလိုဈေးကြည့်တယ်အခုလက်ရှိချိန်မှာလဲကူဒက်စ်ကိုဒါ ဝါဆမ်တင်ကရောင်းချမယ်ဆိုရင်ပေါင်တန်း80လောက်ခေါ်ထားတာဖြစ်တယ်ပြန်တက်ကြည့်မယ်ဆိုရင်ကျွန်တော်ယူရိုတန်း90နီနီခေါ်ထားတာဖြစ်တယ်အဲ့တော့အာဆိုတင်ရဲ့လက်ရှိမှာဒီကစားသမားကိုစိတ်ဝင်စားတယ်ဆိုတာမှတ်မိမယ်တကယ်တမ်းဒါဝိုဟာမက်ကူဒက်စ်ကိုဝါဆမ်ဘက်ကသတ်မှတ်ထားတဲ့ဈေးကခေါင်ခိုက်နေတဲ့ကြောင့်စိတ်ဝင်စားတဲ့အဆင့်နဲ့ဒါအာဆိုတင်ကရက်တက်နေတာဖြစ်တယ်အဲ့တော့ဒီနေရာမှာပြန်ရှင်ကြည့်မယ်ဆိုရင်အာဆိုတင်ရဲ့တကယ်တမ်းတောင်ပင်ကစားသမားကိုခေါ်မယ်ဆိုရင်တော့မအာလာဟန်ဒူဂါနာချူကမိုဟာမက်ကူဒက်စ်ထက်ပိုပြီးတော့တည်တည်ချာချာနဲ့ပိုပြီးတော့ဖြစ်နိုင်မဲ့ viable target တွေကတခုလိုပြောလို့ရမယ်ဒီမှာပါပါတယ်အဲ့တော့အာဆိုတင်ရဲ့လက်ရှိလာမယ့် ရာဒီမှာသူတို့နေတဲ့တောင်မန်ကစားသမားတစ်ယောက်ကိုတော့ခေါ်ယူသွားဖို့ပြင်ဆင်နေခဲ့တယ်။ပထမတော့ဒီကိုဝီလျံကိုစာချုပ်ဖြတ်သိမ်းခဲ့ပြီးခေါ်ယူဖို့အတွက်ပြင်ဆင်ခဲ့ပေမဲ့ကစားသမားတစ်ဖက်ကကစားသမားကတစ်ဖက်လောက်ကယူရို၄သိန်းနဲ့၄သိန်းခွဲကပါဇက်ကမချရတဲ့အတွက်ကြောင့်အာဆုံတဲ့အနေနဲ့နီကိုဝီလျံကိုလည်းနောက်ဆုတ်ခဲ့တာဖြစ်တယ်လို့သိရတယ်မှာပါ။အဲ့တော့အာဆုံတဲ့နေအခုလက်ရှိမှာဒီနေ့နေရာဒီမှာတောင်မန်ကစားသမားတစ်ယောက်ကိုခေါ်ယူမယ်ဆိုတော့လုံးဝငင်းစရာမလိုဘူးလို့မြင်တယ်။အဲ့တော့လက်ရှိမှာဆက်စကိုအကြောင်းပြောအောင်။အဲ့တော့ အာဆုံသင်းရဲ့တိုက်စစ်မှုအပြောင်းရွှေ့ကြားတဲ့ကိုလက်ရှိမှာတော်တော်လေးကိုအနှောက်အယှက်စပြီးဝင်လာပြီလို့ဆိုလို့ရမယ်တမပါအဲ့တော့ Fabrizio Romano ရဲ့ဒါကျွန်တော်တို့ဒီနေ့မနက်အစောပိုင်းရဲ့အဆိုအရဆိုရင်တော့ဒါကျွန်တော်တို့ Saudi Club တွေကနေပြီးတော့ Sesco ကိုခေါ်ယူဖို့အတွက်စတင်ပြီးတော့တရားဝင်ချိတ်ဆက်နေပြီလို့ပြောလို့ရတယ်ဆိုပြီးတော့ Fabrizio Romano ကသူ့ရဲ့ Twitter စာမျက်နှာပေါ်မှာတင်ထားခဲ့တယ်အဲ့တော့ Saudi Pro League clubs have approached Benjamin Sesco in recent hours with important proposal ပေါ့နော်လက်ရှိမှာဒါကျွန်တော်တို့ Saudi ဘက်က Saudi တရားဝင် club တွေကနေပဲလက်ရှိမှာ RB Leipzig ကိုဒါကျွန်တော်တို့တော်တော်လေးကိုကောင်းတော်တော်လေးကိုဒါလာစာမြင့်မားတဲ့အဲစာချုပ်ကမ်းလှမ်းမှုတွေနဲ့အတူ Sasco ကိုဒါကျွန်တော်တို့လက်ရှိဒါတရားဝင်ကမ်းလှမ်းခဲ့ပြီလို့ပြောလို့ရအဲ့တော့ တရှိမှာကျွန်တော်ဒီဘလော့ကဆက်စကိုနဲ့အာစတိုတင်းကပုတ်ကူရေးရသဘောတူညီမှုရထားပြီးသားအာစတိုတင်းနဲ့ဆက်စကိုကိုဒါကြောင့်9နှစ် plus 1နှစ်ကိုလာဟာလာတွေရတချို့သောတင်းမှာဆိုရင်9နှစ်တိအောင်ချုပ်ဖို့တက်ဒါ ready ဖြစ်နေပြီလို့သိရတယ်မှာအခုလက်ရှိမှာအာစတိုတင်းကြန့်ကြာနေတာကဒါသူရဲ့ဒါအသင်းနှစ်သင်းကြားဆွေးနွေးမှုဖြစ်တဲ့ RB Leipzig စုနေမှုပဲအဲ့တော့ဒါပေမဲ့တေဂျာတခုကဒါ Saudi club တွေနေနဲ့ဒါကျွန်တော် Sesco ပြီးတဲ့လာစားကတော့ Arsenal တိတဲ့အများကြီးပုံများမယ်လို့ကျွန်တော်နေနဲ့100%လုံးဝယုံကြည်လို့ရတယ်ဒါပေမဲ့ပြဿနာကဒီနေရာမှာ Arsenal တိတဲ့တခုကောင်းသွားခဲ့တယ်လို့ပြောလို့ရမယ်အရာက Sesco အနေနဲ့အခုချိန်ထိတော့သူဟာဥရောပမှာပဲဆော့ကျင်ပြီးတော့သူ့ရဲ့အသက်အရွယ်ကသူဟာဥရောပအမြင့်ဆုံးအနေထားမှာသူ့အနေနဲ့ဆော့လို့ရတယ်လို့ခံယူထားတဲ့ကြောင့်မဒါ Saudi club တွေကိုလည်းရှိမှာစိတ်မဝင်စားဘူးဆိုပေမဲ့ တဖက်ကကဲလန်းမှုတွေကိုတော့နားဆွင့်ထားတယ်လို့ဆိုလို့ရအဲ့တော့ပြောကျင်တာကရှယ်ရှယ်လေးအာစတိုသင်းနဲ့ဘင်ဂျမင်ဆက်စကိုရဲ့အပြောင်းရွှေ့အတွက်မြန်မြန်ဆန်ဆန်လုပ်ရင်လုပ်မလုပ်ဘူးဆိုတော့ sorry ဒီကလပ်ဘီနေနဲ့နောက်ကနေပြီးတော့ဒါကျွန်တော်တို့ဖင်ဝါကိုမီးနဲ့လိုက်တိနေတယ်ဆိုတဲ့သဘောမျိုးဖြစ်သွားအဲ့တော့ အာစတိုသင်းတဲ့ခုလက်ရှိမှာဆက်စကူကိုခေါ်ယူမယ်ဆိုရင်တော့ဒီဂျားတဲ့မှာမင်းများဆက်ဆက်အလုပ်လုပ်ဖို့ရေးကြည့်တယ်။ဒီကစားသမားကိုမင်းများဆက်ဆက်ခေါ်ဖို့ရေးအဲဆက်စကူကတည့်ရတဲ့အချိန်မှာကျွန်တော်မနစ်က live ဆက်မှာပတ်ဆက်မှတ်လို့ဒါကျွန်တော်ဆိုင်ဟုတ်တိချုပ်ဆိုခဲ့ရတဲ့ကြောင့်မို့ဆက်စကူကပတ်ဆက်မှတ်တယ်ဆိုတော့တည်ကြတယ်။အဲ့တော့ sorry club ပြည်သားတကယ်ကိုကြမ်းတမ်းတဲ့ဈေးကြီးနဲ့ကန်တန်းခဲ့မယ်ဆိုဆက်စကူစိတ်မပြောင်းသွားနိုင်ဘူးလို့ပြောလို့မရဘူး။ဒါပေမဲ့ဆက်စကူနဲ့ခုလက်ရှိချိန်တော့သူကဥရောပမှာဆော်ကျင်နေတဲ့ကြောင့်မို့အာစတိုသင်းနဲ့ဒီအပြောင်းရှိကိုမင်းများဆက်ဆက်လုပ်ချင်တယ်လို့ပြောလို့ရတယ်။အခုချိန်ထိဒါဆူဗီမန်ဒီအပြောင်းရှိကိုကျွန်တော်မေးရင်ကျွန်တော်လည်းမသိဘူး။ဘာလို့ဆိုတော့ဆူဗီမန်ဒီကိုတန်းကလက်ရှိမှာ Real Madrid ပြောင်းမယ်ဆိုတဲ့သတင်း နေလဲပြန်ပြီးထွက်လာရတဲ့ကြောင့်မလို့ here we go ထားတာတော့မှဇူဘီမန်ဒီရဲ့အပြောင်းရွှေ့ကဘာဖြစ်ချင်နေမှမသိဘူးလို့တော်တော်လေးကိုပြောလို့ရတယ်အဲ့တော့ဖာဗီဂျိုရိုမာနိုလည်းသူ့ရဲ့ here we go ကတိတ်ခါကြတဲ့ ပြောင်းချွေတစ်ခုဖြစ်လာတော့မှလာကျွန်တော်မြင်မြင်ဒါပေမဲ့ဒီနေ့မှာအာဆိုသင်းကတာဝန်ကြီးပါတယ်အာဆိုသင်းနဲ့ဒါကစားသမားနဲ့လည်းပုဂ္ဂိုလ်ကြီးရဲ့သဘောတူညီမှုရခဲ့တယ်စာချုပ်လည်းဖြတ်သိမ်းကြီးပေးမယ်ဆိုတဲ့သဘောအကုန်လုံးတာဝန်ကြီးခဲ့တယ်ဒါပေမဲ့ဇူဝီမန်ဒီကိုတိုင်ကရီယယ်မက်ဒရစ်ဝင်ရောက်လာတဲ့အတွက်ကြောင့်မဒီအပြောင်းရွှေ့မှာကျွန်တော်တောင်ဖြစ်သွားတယ်လို့ဆိုလို့ရမယ်ဒီမှာပါပါတယ်ဒါတော့ပါပဲပေါ်လိုဘဲတွေကိုကြည့်ရှင်ခြင်းနဲ့ဆိုရင်တော့ you sport media 3.0နဲ့ tv 4 you တို့မှာကျင်းလို့ဆိုတာပေါအောင်ကူညီလို့ရပါတယ်မြန်မာလက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျအောက်က comment တွေထဲမှာလည်း you sport media 3.0နဲ့ tv 4 you ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းဖြစ်တော့မဆော့ကူညီပေးလို့ရပါ ါတယ်ကျွန်တော် YouTube channel လေးကို like and subscribe လို့ကျွန်တော်အားပေးလို့ရပါတယ်မြန်မြန်လေးလေးကလစ်ဖို့မမေ့ကြပါနဲ့ဗျမြန်မြန်ကလစ်မှမြန်မြန်နိုင်မှာဖြစ်ပါတယ်အားလုံးမကြိုးတူပါနဲ့ကောင်းမွန်တော့နေလေးဒီနေ့ဖြစ်ပါစုစုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့ရေနောက်မှပဲအေးစစ်စစ်ထွက်တွေ့ကြတာပေါ့အားလုံးမကြိုးတူပါနဲ့မြန်မြန်လေးလေးကလစ်ဖို့မမေ့ကြပါနဲ့ဦးမြန်မြန်ကလစ်မှမြန်မြန်နိုင်မှာဖြစ်ပါတယ်ဒီပါဗျာ